အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာတူမောင်ရေးသားထားတဲ့တူမောင်ဤအရက်ပလင်းနဲ့ခင်သန်းတို့ဤရေမွေးပလင်းဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးတော့ပါမယ်ရှင်တူမောင်ဤအရက်ပလင်းနဲ့ခင်သန်းတို့ဤရေမွေးပလင်း1982ကဖြစ်သည် မမဆိုသောဇကားကိုရိုက်ကူရပါသည်ကျွန်တော်ကမင်းသားမင်းသမီးကခင်သန်းတို့ဖြစ်သည်ဝတ္ထုကဆရာငိမ့်ကြော်ဤအလွမ်းစကား ဒါရိုက်တာကဦးအောင်မြင့်မြတ်ခုအချိန်နဲ့ပုံခိုင်းရလျင်ထိုစင်က ခင်တန်းသူသည်ယခုထွန်အင်္ဒရာဘုံကျွန်တော်ကမင်းမော်ကွန်ဒီလိုမျိုးအခြေအနေမျိုးဖြစ်သည်ယနေ့ခေတ်မင်းသားငယ်များနှင့်ကြွားချတာက ထိုစင်တွင်ကျွန်တော်သည်အရက်လုံးဝကြိုက်တတ်နေပြီဖြစ်ခြင်းပင်ခိုးကြောင်ခိုးဝတ်တောက်ခြင်းမဟုတ် လုံငန်းခွင်ပေါ်မှာပင်ပြောင်ပြောင်တင်းတင်းတောက်တက်နေခြင်းဖြစ်၏ကျွန်တော်ကမင်းသားငှားသောကုမ္ပဏီသည် ်မင်းသားအခွင့်အရေးတစ်ခုအဖြစ်အရက်အသင့်ဆစ်စင်ပေးခဲ့ကြပါသည်ဒါသည်ထိုစင်ကတဘာရင့်မင်းသားကြီးတွေကိုသာပေးရသော အပေါ်အခွင့်အရေးဖြစ်ပါသည်တခုရှိတာကကျွန်တော်ဒီလုံငန်းအပေါ်၌လုံးဝအနှောက်ရှက်မပေးခြင်းဖြစ်သည်။ဘဲလောက်တောက်တောက်မျက်နှာဖောင်းလာတာကလွဲ၍အိန္ဒြေမပြတ်တရုပ်ဆောင်မပြန်စကားအပြောအဆိုမထင်တော့အပေါ်အယောမရှိအယက်တံမပ ပြီးတော့ရိုးရိုးသားသားအမနာပါပြောရလင်မင်းသားအခွင့်သူဟုဆိုအပ်သောတိုးတိုးတိတ်တိတ်ကိစ္စများလည်းကျွန်တော်ကရှင်သည်ဒီတော့နာမည်ရစာကျွန်တော်ကိုထုတ်လုပ်သူများဒါရိုက်တာများကခွင့်လွှတ်ကြသည်နာမည်ကြလာတော့အခါကြမှာပေါ့အရက်ပဲတောင်းနေတာကို သူနဲ့ရရင်အရက်တောင်းမှာမဆိုင်နဲ့ဆိုတာမျိုးကတော့တမတာတဘောရှိတာပေါ့လေဆိုကြပါဆိုရဲ့ အရက်ပလင်းကိုနှစ်ဘေးမှအသင့်ထားပြီးကျွန်တော်ရုပ်ရှင်ကားကြီးပေါင်း40ကျော်ရိုက်ကူးခဲ့ရလေသည်ဆော့ဆော့ကပြောတော့မမစကားရိုက်ကူးစင်ကလည်းကျွန်တော်ဒီအရက်ပလင်းကို ကိုနှစ်မကွာထားခဲ့ပါသည်ကျွန်တော်ရင်မိတ်ကက်တက်တာမရှိ မိတ်ကက်မလင်းအရက်ပလင်းသားအစင်သင်အချိန်ပြည့်စွက်ကဲစွက်ကဲတောက်ခဲ့သည့်အရက်ကလည်းအကောင်စားမဟုတ် ရှမကဆရာတူဦးဤနီးကိုယူ၍အရက်ဖြူစစ်စစ်ကို လူပြန်တော်ဗရမြသွေးစေးအစီရောပြီးတောက်ချင်းဖြစ်သည်ဒီတော့ထုံးဆက်အတိုင်းအနံ့ကဆိုသည် အရက်ကောင်းလို့တင်းတပြန့်ပြန့်မရှိချင်းကျွန်တော်တွဲဖူးသောမင်းသမီးများထဲတွင်ဒေါခင်တန်းတို့သည် အနက်အသက်နှင့်ပတ်သက်၍အစည်းအဝေးအကြောင်းဆုံးဖြစ်သည်ဘယ်လောက်အထီလဲဆိုလျှင်သူနှင့်အနီးနားမှာရှိနေစဉ်စီကရက်တောက်တာပင်ကပ်ကွက်ချင်းသည်ကိုဗလာလေး ဟောဟုန်နာတောတော့ပါလားမမနုစီကရက်နဲ့မခံနိုင်လို့ဟူ၍အာမနာပါပြောတတ်သည်ကျွန်တော်ဒီမိမိအားအခွင့်ရေပိတ်ပင်လာလျှင်စိုက်တတ်သူမဟုတ်တော့လဲငကိုကလေးကစီကရက်ကိုအပြင်းပြေဖွာခြင်းဖြစ်တော့ကြောင်းထိုကိစ္စတင်းကြီးခံလိုက်နိုင်သည်ပြီးတော့သူကစူပါမင်းသမီးကျွန်တော်ကတသစ်ဆာဆိုတော့နည်းနည်းအခွင့်ရေးပေးရမည်ဟုလဲနားလေထားသည်အဲအရက် အရက်နဲ့ပတ်သက်လို့ကတော့သူနဲ့ကျွန်တော်နှစ်ဘူးတွေ့ဒူးတွေ့မကြုံသေးပဲရရတိဇကားမှလည်းကျွန်တော်ကရေနံကျေတုတ်သမားကလေးဟန်ဆောင်ထားတော့တရိษံစေကုဆရာဝဲပေါ့စားသူကတထေသမီးအပြိုကြီးမမဒီတော့တယောက်ဆောင်ရာတွင်အခန်းတိုင်းလိုလိုသူနှစ်ကျွန်တော်နီနီကက်ကက်နေရသည်ကမပါတလောက်ပင်ဖက်ဖယ်ပြုတ်ဟဲဆိုတာဝေရောနောက်တစ်ခုကကျွန်တော်ဒီစာရေးဆရာတပိုင်းဖြစ်လေရာ ကားရိုက်နာချိန်ထမင်းစားချိန်စသဖြင့်တွင်မင်းသမီးရဲ့မင်းသားရဲ့ဟုနီနီကက်ကက်ရော်ရော်နော်နော်မနေတမ်းဖာတိဖာတာပင်နေသည်ဖြစ်နိုင်လင်ကိုယ့်အလှမ်းမကြခင်၌တပည့်အောင်၌တော်လကောင်းအခန်းတခန်းတွင်မှာတော်လကောင်းတွားပြီးစာပေတွင်ရင်းနေတသည်ထိုစင်ကလုံချင်းဝတ္ထုတွေတလတအုပ်လောက်ရင်းနေချိန်လည်းဖြစ်သည်အတက်ကငယ်တော့ညာရီကလည်းအလွန်ကောင်းနေသည် ရုပ်ရှင်ရရင်တချင်းဆိုရင်လွတ်တဲ့အချိန်စာရေးနိုင်စွမ်းကရှိနေခဲ့သည်။ရိုက်ကွင်းပေါ်မှာစာမေးဖြစ်ချိန်များတွင်လည်းဇက်ရံများလူချမ်းများဆက်အဖွဲသားများဖြင့်ဟေလာဝါလာလှုပ်ရင်းလူပြန်တော်ပတများဖြော့ရည်ဖြင့်ပလဲနံပတင်နေသည်။ထို့ကြောင့်မမစကားရိုက်နေစဉ်အဦးပိုင်းကာလ၌ဒေါခင်တန်းနုနှင့်ကျွန်တော်တွေးရရှက်တင်တိတ်မရှိသလိုကျွန်တော်တောက်ထားမှလည်းသူမမသိခဲ့ချင် ပြောခဲ့ပါဘကောကျွန်တော်ကအရက်ဘယ်လောက်တောက်တောက်အိမ်တွေမပြတ်ဘူးဟုဒီလိုနဲ့တယောက်နှစ်တယောက်ခင်ခင်မင်မင်လည်းမဟုတ်ဒစင်းတရားလည်းမဟုတ်ပဲလေအလောက်တဘောဆက်ဆက်ရေးမပြတ်ခဲ့ကြပါပြီးတော့ရိုးရိုးပြောကြကြေးသူကစူပါဆိုတော့တတ္တဆကျွန်တော်အပေါ်တိတ်ပြီးအရေးတဝင်ရှိချင်ပုံလဲမရပင်ဟိုရုံးကပြောပါတယ်ကျွန်တော်ကလည်းပေကက်ကတမားဆိုတော့သူတော်ချင်းချင်းတည်င်းလွဲ့လွဲ့ဆိုကြပါဆိုရဲ့ အလုတ်တွင်အနောက်အရှက်မရှိဘဲဇကားကိုစုံခန်းတိုင်လူနေပါအထည်အဆင်ပြေပြေရိုက်ကူးနိုင်ခဲ့ပါသည်။တနေ့တော့ပြဿနာပေါ်ပါတော့သည်။ဇကားမှာဇသိန်းပိုင်းနိုင်မိထီလာဝန်းတွင် ဖက်မှာရိုက်ကူးရသည်။မြန်မာစကားထုံးစံအတိုင်းတထေးသမီးနှင့်သူစင်းရဲ့တရိษံဆရာဝန်ပေါ့ဆလေတို့ဤချစ်ဆက်လမ်းမို့ဂျားခန့်လူအိမ်ကတဘောသူထားသောဘီလိန်လူကျန်းက ပါရသည်ထိုနေရာကအကယ်ဒမီဦးမြင့်နိုင်ပါ ဇလန်းတဘောအရာဇက်ရှိန်မြင်တော်အခမ်းကျွန်တော်နှင့်ခင်တန်းတို့ကချိန်တွေ့သည် ထိုစဉ်ဦးမျက်နှာကရောက်လာသည် နောက်တော့ဦးမျက်နှာကတဘောထားကြီးစွာနောက်ဆုတ်ပေသည်ပြီးတော့ဇက်ပောင်းသည်ထိုဇက်ဝင်ခန်းကိုဝမ်းတွင်မြို့အနီးထုံးဖြူဖြူစေသည့်ကလေးတီရှိရာပင်ရှိရာလောက်မြင့်တော်တောင်ကတုံးလေးပေါ်မှရိုက်ကူပါမည်ထုံးစပ်အတိုင်းနက်နက်ဆော့ဆော့ထကြပြီးထိုတောင်ကုန်းလေးစီတို့အရောက်သွားအေးအေးလူလူတောင်ပေါ်တက်ကြရပါသည် ဆက်အဖွဲ့သားများနှင့်ဒါရိုက်တာကတော့အလင်းစလိုတက်ကြသည်မင်းသားမင်းသမီးကတော့နောက်မှအေးအေးလူလူတက်ရပါသည်ထို့အခါကျွန်တော်နှင့်ဒေါ်တန်းတို့မှတတွဲထဲတောင်ပေါ်တက်ရသည့်ဂိမ်းဆိုင်တော်ဤဒီတော့လည်းဘာဖြစ်သေးလဲနှစ်ယောက်ဘေးချင်းရှင်၍စကားစမြည်ပြောရင်တောင်ပေါ်တက်ခဲ့ကြသည်ပေါ့တို့တော့ယောက်ျားခြေလန်းနဲ့မိန်းမခြေလန်းကကွာသည်မင်းသမီးဆိုတော့တာမန်ထက်နူးနေတာလဲပါသည် ခရီးတဝက်လောက်တွင် သူကပြောပါသည်ကိုဗလာလေမမနုကိုစောင့်ပါအောင်ပြောပြောဆိုဆိုကျွန်တော်ဝတ်ထားသောစစ်ကြကင်ကြီး၏လက်မောင်းစကိုအာပြုလှန်ဆွဲသည် တွဲခေါ်ပါဆိုသည့်တဘောပင် သူ့ဖက်ကမောင်းလိုနှမလိုရိုးသားစွာအာပြုရှာတော်လဲကိုဝန်းနာကိုသာသည် ကျွန်တော်ကနက်နက်စစောတွေကတောက်ထားနှင်ပြပါပြီဟာဗျာမမကိုတွဲဖို့နေနေတဲ့သား ကျွန်တော်ဖာသာတစ်ဖက်ဖက်ရိုင်းသွားမှာဆိုလို့ဟောဒီမှာချိန်သားကြိုက်ထားရတယ်။ဟုတ်ပြန်ပြောရင်ဂျာကင်ရင်မက်ကိုလှစ်ပြလိုက်သည်။ဂျာကင်အတွင်အိတ်နှစ်ဖက်တွင်အရက်ပလင်းနှလုံးသူကဒါကိုတွေ့တော့အံ့အားတင်သွားသည်။ထိုထက်မကမတိမတာနှာခေါင်းရှုံပြီးကျွန်တော်အနီးမှာဆက်ခနဲခွာသွားသည် ကျွန်တော်ကလည်းငယ်ကုံလေးကမောင်းနေလေတော့သူ့ကိုလှဲမကြည့်တော့ပဲကို့ဖာသာတောင်ပေါ်ဆက်တက်ခဲ့သည်သူသည်မကြိတ်မကြမ်းဖြစ်သွားသလား စိတ်ပြတ်သွားသလားတော့မသိ။တောင်ပေါ်တို့နိုင်ဝက်လောက်ကြာမှဟတ်ထိုးဟတ်ထိုးပြေလျောက်လာပါတော့သည်။ကျွန်တော်ကိုသိပ်ပြေးမကြည့်လင်တော့ချင်။ဒီလိုနဲ့ဇက်ဝင်ခန်းစာရိုက်သည်။သူအခါမှာတစက်လုံးတွင်တခန်းထဲသောမင်းသားနှင့်မင်းသမီးအနီးကပ်ပူးတွဲရခန်းဖြစ်သည်ပြောရမည့်စကားကခင်တန်းသူပခုံးကိုကျွန်တော်ကကင်ပြီးမျက်နှာချင်းကလျင်မမဟုခေါ်ရသည်သူအခါသူက ခေါ်ပြန်ပြီလားဒီမမဟုအမှုပေါ်ရသည် ်ထို့အခါကျွန်တော်ကလူငယ်ပြပြီးခေါ်ရဗျာဘာဖြစ်လဲမမမမမမအေရင်မြမစကား၌ကြာတာပဒိနံပဖဘဘမအခရာများကို ပြောဆိုရရင်ပထမပါဇက်ကိုပိတ်ရသည်ပြီးတော့ဖုတ်ခနဲ့ဖောက်ခနဲ့လေလုံးကိုမှုတ်ထော်ရသည်မဟုတ်လားထိုအခါမမမမမမဟုကျွန်တော်ပြောလိုက်သောစကားလုံးလေးများမှာ အယန္တန်နှင့်ရောထွေးလျက်သူ့နာဝါသို့ဖောက်ခနဲဖောက်ခနဲသွားမှန်ပါလေတော့သည်ဟိုးဟိုးပြန်ရိုက်မယ်ဒါရိုက်တာကရက်ခိုင်ခြင်းမဟုတ်ပါဒေါခင်တန်းတို့ကရက်ခိုင်လိုက်ခြင်းဖြစ်၏ပထမတော့ဗာများဖြစ်ပါလေပေါ်ဒါရိုက်တာလို့သူ့မှာလဲကြောင်တက်တက်ဖြစ်သွားရသည်ဒီတော့မှဒေါခင်တန်းတို့ကမင်းသားပါဇက်ကအယန္တန်ရတဲ့ဖီလင်အောင့်နယ်ဖြစ်ပါလေရော့ ကျွန်တော်မှလည်းရှက်တာရောဒေါသဖြစ်တာရောငယ်ကုံမောက်တာရောပေါင်းပြီးစက်ခနဲ့မကဒိုင်းကနေဖြစ်သွားရသည် တစုံတရာဖြစ်ရင်ချက်ချင်းတုတ်ပြန်တတ်တော့ကျွန်တော်ကလည်းပြန်ရိုက်မနေနဲ့မရချင်လည်းလုံးဝမရိုက်နဲ့ဟူ၍မမနူဤဂုံကိုမငဲ့ပဲပြောချလိုက်မိသည် သူကလည်းမရိုက်တော့ဘူးဟုပြောပြောဆိုဆိုစောင့်ဆောင်နှင့်တာအောင်ပြန်စင်းသွားပါတော့သည်ဒုက္ခိတုအခါဆိုတော့ဘယ်သူမှတားလို့မရချင်း ကျွန်တော်ကတော့ခက်အေးအေးပင်အရက်ပလင်းဖွင့်၍တငုံမော့လိုက်ပါသေးသည်ဒါရိုက်တာကမင်းသမီးနောက်လိုက်ပြီးချော့ပါသေးသည်မရပါ တောင်အောင်တို့သာဆိုက်ဆိုက်ဆက်ဆိုက်ဆင်သွားရာ တောင်လေလောက်ရှိဇရက်ကလေးတစ်ခုအရောက်တွင်စောင်းချောင်းထိုင်ရင်းအမောဖြစ်နေပါတော့သည်ခဏကြာတော့ဒါရိုက်တာကကျွန်တော်ကိုလာချော့ပြန်သည်ကိုဗလာကြီးရဲ့သွားချော့လိုက်ပါဗျာဟိုမှာလည်းကြည့်ပါအောင်ဟုနဘေးတို့ညွှန်ပြသည် ဆက်သမားကလေးများမှလည်းနေပူကြီးတဲ့ငုတ်တုံး။ဦးမျက်နှာကြီးမှလည်းကုတ်အင်းကြီးဘောင်းပီနက်တိုင်များဖြင့်ချွေးတတီတီ။ထမင်းစားချိန်ကလည်းရောင်းနေပြီ။နေကလည်းပူပါပြီတဲ့။တောင်ကလည်းတောင်ကတုံး။အရင်မရှိ။ကျွန်တော်စိတ်တည်မင်းသားအဖြစ်မှစားရစရာအဖြစ်သောရုပ်တရက်ပြန်ရောက်သွားပါသည်။ကျွန်တော်မှတင်းခံနိုင်အားမရှိတော့ပါ။တို့တော့တခုခုကလက်စားမချေရလင်းစားမဝင်အိမ်မပြောဖြစ်တတ်သောကျွန်တော်သည် ဒါဘယ်သူမိကတ်တတလဲဟုအနည်းရှိမိကတ်တတကိုလက်ညှိုးထိုး၍မိတော့အခါမမနှုတ်ပစ္စည်းဟုဖြေတန်းကြရသည်ချက်ချင်းပင်အကြံအစီညညပပတ်တခုကောင်းထဲဝင်လာသည်နှင့်သူမိကတ်တတကိုကျွန်တော်ဖွင့်သည်တိတ်မရှာလိုက်ရပါ အကောင်းစားရင်မွေးတပလင်းကိုတွေ့ပါသည် လက်တန်းလောက်လေးရှိမည်ထို့ကြောင့်တော်တော်အဖိုးတန်ပုံရသည်ပြီးတော့မမနှုတ်ကထိုးစင်၌တရုတ်ပြည်မှပြန်လာခါစားဖြစ်ရာ ိုကပါလာတော့လက်ဆောင်ရလာတော့ရေမွေးဖြစ်ပေလိမ့်မည်ကျွန်တော်ဒီထိုရေမွေးကိုပထမဆုံးနှုတ်ခမ်းနှစ်တို့သည်ပြီးတော့လဲပင်ပြီးတော့ရင်ပန်းလက်ပိုက်နောက်ကြောင်ကြောင်ကြောင်ကြားမှသည် နောက်ဆုံးခြေတောက်အထိဆွတ်ပြလိုက်ရာ သူရေမွေးတပလင်းလုံးချော်တော်သည် ရေမွေးနဲ့သည်လဲဖျားရင်မြင်တစ်ခုလုံးကျိုင်သွားတော်သည် ကျွန်တော်လောက်ရက်ကိုမြည်သူကားမြဝင်းမတားချင်းကျွန်တော်ကတော်တော်ထွေနေပြီကော ကျွန်တော်တောင်အောက်သို့ဆင်းလာခဲ့သည်ဇရက်ပေါ်မှာမမနုသည်စောင်းကြောက်ထိုင်လျက်ပင်ရှိနေသေးသည် ကျွန်တော်သူ့နောက်ကျောမလှမကန်သို့ရောက်တော့အခါသူ့ကိုယ်လုံးကလေးနည်းနည်းလှုပ်သွား၏ရေမွေးနှံ့ရလိုက်သောကြောင့်ဖြစ်လိမ့်မည်ကျွန်တော်ကသူ့နောက်ကျောနားကပ်ပြီးဒူးထောက်ထိုင်လိုက်သည်မမဘာလဲလာပါဗျာ အလုပ်လုပ်ကြရအောင်ဟမ်အခုမှရေမွေးနှံ့ကြောင့်သူစိတ်ပြေသွားပုံရသည် ကျွန်တော်ဒီမမနုလက်ကိုဆွဲလဲတောင်ပေါ်သို့ပြန်တက်ခဲ့သည်အားလုံးလဲဝမ်းသာသွားကြသည်ရိုင်းလက်ဆအခန်းကိုလဲစိတ်ပါလက်ပါရိုက်ကူးနိုင်ခဲ့ကြသည်ထို့သောကတောက်ကဆဖြင့်စတင်ဆုံးစည်းခဲ့သောကျွန်တော်နှင့်မမနူတို့သည် နောင်စကားတော်တော်များများရိုက်ကူးခဲ့ရာခုနှစ်ဆင်အလွမ်းတွင် အတူတကွအကယ်ဒမီရသည့်အထိမောင်နှမရင်းချလို့ဖြစ်သွားတော်သည်တခုပါပဲ ဒီနေ့အထိသူ့ရင်မွေးတွေကျွန်တော်ယူသုံးပြတာကိုသူမသိရှာအီစာကိုဖမ်းမိလင်တော့ကျွန်တော်ကိုချိန်ဆနေမည်လားဒီကောင်လေးတော်တော်ဆိုးတယ်ဟုချစ်စနိုရီမောနေမည်လားမပြောတတ်ပေဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစိုင်းစရာသူ့မောင်ရေးသားထားတယ်သူမောင်ရဲ့အရက်ပလင်းနဲ့ခင်တန်းတို့ဤရေမွေးပလင်းဆိုတဲ့ဝိထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။